怎么样？两位美女，老板怎么样？ ရန်ကုန်မြို့ထဲမှာကျင်းပပြုလုပ်လျက်ရှိတဲ့အခမ်းအနားပွဲများရဲ့အမြင့်ကွင်းပေါ်ရများကိုစုံလင်စွာနဲ့ရိုက်ကူးကျင်းဆက်ပေးနေတဲ့ရန်ကုန်မြို့ကြီးစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ခုဆိုရင်ပညာရေးကဏ္ဍများတိုးတက်ပြောင်းလဲလာတာနဲ့အမျှနိုင်ငံတကာမှဖွဲ့စည်းများနဲ့ပူးပေါင်းပြီးအကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပါရစေ။ဒါကြောင့်ဒီနေ့မှဆိုရင်တော့နိုင်ငံတကာအဆင့်ပြီးပညာရေးများကိုသင်ကြားပို့ချပြသပေးနေတဲ့ Myanmar Institute of Business MIB နဲ့ London School of Business and Finance LSBF တို့ပူးပေါင်းဆောင်ရွက်မှုနဲ့ရန်ကုန် Campus ဖွင့်လှစ်ခြင်းကဏ္ဍကိုရိုက်ကူးကျင်းဆက်ပေးသွားမှာဖြစ်ပါရစေ။ဒီနေ့ကဏ္ဍပွဲမှာဆိုရင်တော့ပြည်သူများအားလုံး ံးကလည်းចောင်းသားចောင်းသူများအတွက်ရရှိနိုင်မဲ့ပညာရေးခွင့်လမ်းများဖြင့်ဒီနေ့ခန္ဓာဝင်ကျင်းမာရေးချင်းရွေးချယ်များကိုပါလေ့လာတွေ့မြင်ရမှာဖြစ်ပါတယ်ပရိသတ်များအားလုံးပဲဆက်လက်ရှုစားကြည့်ပါအောင်ခင်ဗျာဒီခန္ဓာကိုတော့မလီယာဟိုတယ်အင်ယာဘောရုံမှာကျင်းပခဲ့တာပဲဖြစ်ပါတယ်မြန်မာ Institute of Business MIB အကြောင်းကိုတော့ 2015ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီးနိုင်ငံတကာအဆင့်ပြီးပညာရပ်များကိုသင်ကြားပေးလျက်ရှိပြီးကျောင်းသားပေါင်း2000ကျော်ကိုမွေးထုတ်ပေးခဲ့တဲ့ကျောင်းလည်းဖြစ်ပါတယ်။ MIB ကျောင်းအောင်ဆိုရင်တော့ Post Graduate Business Degree single subject diplomas and certificate အတန်းများကိုလည်းဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး entrepreneurship leadership finance and accounting ပါတဲ့ရပ်များကိုလည်းအဓိကပြုသင်ကြားပေးလျက်ရှိပါတယ်။ London School of Business and Finance Singapore ကျောင်းကတော့စင်ကာပူနိုင်ငံမှာအကောင်းဆုံးကျောင်းများထဲကတစ်ကျောင်းဖြစ်ပြီး ACCA Hospitality Management နဲ့အခြားသော Business Management များနဲ့ပတ်သက်တဲ့ course များနဲ့ပတ်သက်ပြီးနာမည်ကြီးလာတဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်ပါတယ်။အခမ်းအနားအစမှာတော့အခမ်းအနားမူကကျောင်းနဲ့ကျောင်းရဲ့တမိုင်းကျောင်းများအချက်အလက်များနဲ့ပတ်သက်ပြီးမိတ်ဆက်ပြောကြားပေးခဲ့ပါတယ်။ အိမ်တော်မှာတော့အခမ်းအနားကိုတက်ရောက်ချီးမြှင့်ပေးခဲ့တဲ့စီးပွားရေးနဲ့ဗန္ဒာရေးဝန်ကြီးဦးမြင့်တောင်ကအပွင့်မာစကားများဂုံပြူစကားများပြောကြားပေးခဲ့ပါတယ်အပွင့်မာစကားများပြောကြားပြီးတဲ့နောက်မှာတော့ Myanmar Institute of Business MIB ရဲ့ founder ဒေါက်တာဖြိုးဟန်သိန်းကလည်းအခုလိုပူပေါင်းဆောင်ရွက်ခြင်းရဲ့ရည်ရွယ်ချက်များရှေ့ဆက်လှုပ်ဆောင်သွားမယ့်အကြောင်းအရာများနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားပေးခဲ့ပါတယ် ျွန်တော်ကကိုပြည့်စုံလို့ခေါ်ပါရယ်ကျွန်တော်ကတော့ MIB မှာ business development head ပါခင်ဗျာအဓိကတော့မြန်မာ Institute of Business ကတော့ကျွန်တော်တို့အနေနဲ့အာကျွန်တော်တို့တည်ထောင်ခဲ့တာစပြီးပြောပါမယ်ကျွန်တော်တည်ထောင်ခဲ့တာတော့အာလွန်ခဲ့တဲ့2015 2015နည်းနည်းလေးပဲရှိပါသေးတယ်အကြောင်းတက်တန်းကတော့နှုတ်ပါသေးတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကဟိုကျွန်တော်တို့ကြောင်းဒီအာ entrepreneurship တွေအာအဓိကတော့အာအဓိကအားဖြင့်တော့ finance ကိုဟိုဦးစားပေးပြီးတော့ကျွန်တော်တို့ကဖွင့်တဲ့အကြောင်းဖြစ်ပါတယ်ဗျကျွန်တော်တို့မှာ finance နဲ့ပတ်သက်ပြီးတော့ CISI diploma တွေလည်းရှိရယ်နောက်တစ်ခုက ုဆိုလို့ရှိရင် London School of Business Finance နဲ့ပူးပေါင်းပြီးတော့ကျွန်တော် program တွေအများကြီးလုပ်ဖို့ရှိတယ်အခုကျွန်တော်တို့ပွဲလုပ်တာလည်းအဓိကအဖြစ်ကျွန်တော်ဒါကိုမူတည်ပြီးတော့ပဲကျွန်တော်လုပ်တာ London School of Business Finance နဲ့ပထမဆုံး program ဖြစ်တဲ့ ACC program ကိုလည်းကျွန်တော်တို့ကအခု launch လုပ်တာပါဆိုတော့ပြောရရင် London School of Business Finance နဲ့ဘာဖြစ်လို့လုပ်လဲဆိုတော့ လန်နက်စကော့ဘစ်ဇနက်ဖိုင်နန့်ဒီပလက်တီနမ်အပရူဗ်ပေါ့နော်ပလက်တီနမ်အပရူဗ်ဆိုတာကတော့အဓိကအောင်ချက်အကောင်ဆုံးနော်100%အောင်ချက်အကောင်ဆုံး ECC မှာရထားတဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်အဲ့လိုကျောင်းနဲ့ပူပေါင်းပြီးလုပ်ရတဲ့အတွက်လည်းကျွန်တော်တို့မှာအများကြီးစူးစမ်းခဲ့ရပါတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့လည်းမြန်မာပြည်ဘက်ကနေပြီးတော့လည်းကျွန်တော် supporting အများကြီးပေးရပါတယ်အခုအဓိကတော့ကျွန်တော်မျှော်မှန်းတာကတော့မြန်မာနိုင်ငံမှာလက်ရှိ accounting နဲ့ finance နဲ့ပတ်သက်တဲ့လူတော်တွေအများကြီးပေါ်ထွက်လာဖို့အတွက်ကျွန်တော်တို့ကယူရပြီးတော့ဒီကျောင်းကိုဖွင့်တာလေ ည်းဖြစ်တယ်သူတို့နဲ့ပူးပေါင်းပြီးတော့လေလောက်တာလည်းဖြစ်ပါတယ်ဗျနောက်ပိုင်းမှာလည်းကျွန်တော်တို့က MBA အခြားသော program တွေကျွန်တော်တို့က introduce လုပ်အောင်ပါဗျဒါပထမဦးဆုံး first step ဖြစ်ပါတယ် Alana School of Business Finance ကတော့ဟိုတကယ်ဟို London မှာအခြေအခြေပြုခဲ့တဲ့ကျောင်းဖြစ်တယ်ပြီးတော့ Magister ပြီးလို့ရှိရင်အခြားသောနိုင်ငံကြီးတွေမှာလည်းကျွန်တော်တို့အကြောင်းခွဲတွေရှိတယ်စင်ကာပူ၎င်းပေါ့နော်စင်ကာပူမှာလည်းရှိတယ်ဆိုတော့အခုကကျွန်တော်တို့ ਨੇ ပတ္တနာလောက်တဲ့အကြောင်းကတော့ Landscape business and finance Singapore. Okay, well.